တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ15ရက်ကနေ27ရက်တွဲမှာရပိုင်ခွင့်နေလက်ဝဲပြန်ရမယ်ခရီးကံကောင်းမယ်လူမျိုးခွဲအချိုးပေးမယ်အရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လူတွေအကောင်းဆုံးချိုးကျစုရဆုံးနေပြီးတော့မင်းနေတဲ့ပစ္စည်းတွေပြန်ရမယ်ရပ်တန့်ထားတဲ့လုပ်ငန်းတွေပြန်လည်စတင်နိုင်တယ်ဝေးကွာသောသောသူများနဲ့ပြန်လည်စုံစည်းနိုင် တတ္တတာပြန်မစုံစည်းနိုင်လို့သမထိုင်တွင်နေလဲပြန်လဲစုံစည်းနိုင်တယ်။ယတ္တထားတဲ့လူတွေပြန်လဲစတင်နိုင်တယ်။လွန်ခဲ့တဲ့နှစ်လအတွင်းစီစဉ်ထားပြီးမလုတ်ဖြစ်သေးတဲ့လူတွေလုတ်ကင်ပြစ်နေမယ်။ယံပฏิပက္ခတွေနဲ့တော့ထိတဲ့တွေ့ပြီးမှအဆင်ပြေမယ်။စကားပြောစုကယူဆရမယ်။တတ်နိုင်သမျှကိုပြောကျင်တဲ့စကားတွေကိုမပြောဘဲနဲ့အောင်ဤသီကံထားပြီးတော့မှလုတ်ကိစ္စတွေကိုဦးစားပေးပြီးလုတ်လိုက်ရင်တော့ အထူးအဆင်ပြေခြင်းကိုကြုံရမယ်ဆန်ငါးရက်နေ့ရတော့အလုံးစုံကောင်းခြင်းကံနဲ့တွတ်တဲ့ခြင်းတွေရဲ့နှစ်သာရကိုရရှိတယ်16ရက်နေ့မှာခရီးကိစ္စအပြောင်းလဲကိစ္စတွေစီစဉ်အောင်မြင်နိုင်တယ်18ရက်နေ့မှာငွေရေးကြေးကံကောင်းခြင်းလက်ခွင့်ခြင်းကိုကြုံမယ်17ရက်နေ့မှာရှင်ပြန်မှုမှမြောင်မြင်မယ်အတိုက်ခံကြတိုးတက်မယ်19ရက်နေ့မှာပြဿနာနှစ်ခုကနေထည့်ဖြေရှင်းရမယ်အတိုက်ခံနဲ့ကြုံပြီးမှလိုရာပြည့်စုံမယ်20ရက်နေ့ကမိကောင်းဆွေကောင်းထောက်ကူရခြင်း ဘဝတိုးတက်ခြင်းစိတ်အေးချမ်းခြင်းကြုံမယ်၂၁နှစ်ကငွေကြေးကိစ္စလုပ်ငန်းကိစ္စစီးပွားကိစ္စအစဉ်ပြင်းမယ်ငွေစုလိုက်ဝင်ခြင်းလက်ဝင်ခြင်းနဲ့ကံမြမခြင်းတို့ကိုကြုံတွေ့နိုင်ပါတယ်ဒီကာလအတော်အတွင်းမှာတနင်္ဂနွေသောကြာစနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့ကြာသာပတိနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နှစ်ခုကုန်ကနအချိုးပေးပါတယ်ကောင်းခြင်းကံကြမ္မာများရဖို့အတွက်ကိုတော့ မျက်နှာသုတ်ပွားဖြူရောင်ကိုဒီကလာအတွင်းမှာသုံးဆွဲပါထူးခြားစွာကောင်းခြင်းကံနဲ့ကြိုးပင်းခြင်းနဲ့ရှိလာပါမယ်ကျေးဇူးတင်ပါတယ်ဟင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ15ရက်ကနေ21ရက်နေ့တော်တွင်မှာထူးခြားစွာကောင်းသောကံနဲ့တွတ်တက်တဲ့ကံတွေပေါ်တယ်ကိုယ်ရင်မထားတဲ့ကိစ္စတွေဆောင်ရွက်တွေ့တဲ့ဆန္ဒတွေအကုန်လုံးပြည့်ပြည့်စုံကြအောင်မြင်ခြင်းကိုရနိုင်တယ် ကိုယ်ပိုင်ယက်တီခြင်းနဲ့ဘဝတိုးတက်မှုကိုဖန်တီးနိုင်တယ်။အရာရာတိုက်ခံရှိမယ်။မူလစီစဉ်တာတစ်မျိုးလက်တွေတစ်မျိုးကြုံမယ်။လုံငန်းအောင်နေခြံစီအောင်နေကိုလုံးယက်တံမီစစ်ကိုစားရမှာ။မတော်စအနေအထူးပြုကြည့်ဆိုင်ရမယ်။ရင်ကမောင်းနေမှုသွာလာနေတိုင်းကြည့်ဆိုင်ရမယ်။အပြိုင်ဆိုင်နေကြတဲ့ထိုးပေါပြီးတိုးတက်မှုကိုရှာဖွေရမယ်။ပဝင်းကျင်မှာပฏิဘက်ကရှိတယ်။အဲ့တော့အဓိက15ရက်နေရရံများတဲ့နေ့ပြဿနာရင်းနဲ့ထိတဲ့တွေ့တဲ့နေ့16ရက်နေ့အဲ့ဒီမှာ အရာရာဆင်ပြေသောကံနဲ့တွတ်တက်တဲ့ကံပေါ်မှာရည်မှန်းချက်တွေကိုဆင်ပြေနိုင်တယ်၁၈ရက်နေ့မှာခီးကိစ္စဆင်ပြေမယ်ရပိုင်권ပြန်ရမယ်၁၈ရက်နေ့မှာငွေကြေးကိစ္စလုပ်ငန်းကိစ္စအလုံးစုံအောင်မြင်ခြင်းတွတ်တက်ခြင်းချုပ်မယ်၁၉ရက်နေ့မှာရှင်ပြန်မှုမမြောင်မြင်ပြီးဘဝတွတ်တက်မယ်၂၀ရက်နေ့ကတော့ရံများတဲ့နေ့ပြဿနာများတဲ့နေ့တိုက်ခတ်များတဲ့နေ့ဖြစ်ပြီးတော့၂၁ရက်နေ့ကနေထူးထူးခြားခြားကောင်းတဲ့နေသားတွေရပြီးတော့ရှေ့တိုးတက်မှုနဲ့အောင်မြင်မှုတွေဖြစ်ထွန်းအောင်တွေ့ရတယ် ဒီကလာတော်တွင်မှာဇာသပတိသောကြာစနေနေ့မွေးသူတွေကောက်ကြိုးပြီးပြီးတော့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကိုဒုက္ခပေးတတ်တယ်။နံပါတ်369နဲ့တဲ့တယ်အပြာရောင်ပန်းရောင်ညီရောင်တို့ကိုဝတ်ပြီးလောရခိစ္စဆောင်ရွက်ပါ။အညီရောင်ပန်းဝတ်ဘုရားကတ်လူပူဇော်ပြီးလောရဆုတောင်းဆုတောင်းပြင်ကျေးဇူးတင်ပါတယ်။ဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ဒီဇင်ဘာလ ဆန္ဒရကန်နဲ့20ရက်နေတော်တွေမှာရံပြဿနာတွေနဲ့ထိတိုက်တွေ့ကိုမပြောတဲ့စကားကိုပြောစီအောင် ကိုမလုပ်တဲ့လို့ကိုလုပ်စီအောင်သူများတွေကကိုယ့်ကိုအပြစ်ပုံပြီးတော့လာရောက်နှောက်ရှက်တိုက်ခိုက်ဒုက္ခပေးခြင်းကိုကြုံတွေ့စိတ်ပင်ပန်းလူပင်ပန်းဖြစ်တတ်တဲ့ရံတိုက်ကန်တွေနဲ့ထိတိုက်တွေ့တတ်တဲ့တပားသူကြောင့်ကိုယ်ရွေချက်တွေနှောင့်နှေးနိုင်တယ်အိန္ဒိယလူမျိုးရဲ့ပဋိပက္ခရှိတယ်ပြဿနာအသေးစားလေးကနေကျဲကျဲအညစ်ပွားပွဲတွေဖြစ်လာပြီးပြဿနာကြီးသွားတတ်တယ် ဆောင်ရွက်စာတန်ငွေကြေးပေးယူကိစ္စမှန်သမျှတတိနဲ့ဆောင်ရွက်ပါ15ရက်နေ့မှာရာနောက်ဆက်တွေနဲ့တည့်တိုက်တွေ့မယ်ကူးဆက်ရမယ်16ရက်နေ့ကုညီသူများနဲ့တွေ့တတ်တယ်မိကောင်းဆွေကောင်းထောက်ကူလေးရမယ်အရာရာဆင်ပြေမယ်18ရက်နေ့မှာပစ္စည်းပြောက်တတ်တယ်ရံများတတ်တယ်ခီးသွွားလို့တော့ဆင်ပြေတယ်16ရက်နေ့မှာမထင်မှတ်ဖဲ အကျံစီအောင်မြင်မယ်စိတ်ချမ်းသာစရာရှိမယ်ဝေဝင်မယ်ကျွေးမြအောင်များ တောင်းခံလို့ရတယ်၁၉ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်စိတ်ပင်ပန်းမယ်သူတစ်ပါးပေါ်မှာယုံပြီးတွဲပြီးလုပ်တယ်လို့ရှောင်ရမယ်၂၀ရက်နေ့မှာတော့အရေးပါတဲ့ပြောင်းလဲနဲ့တွေ့တဲ့မှုရှိလာမယ်၂၀ရက်နေ့မှာခက်ခဲတဲ့ကိစ္စလုံးကိုပြေလည်အောင်ဖြေရှင်းပြီးတော့ဘဝတလန်းလုံငန်းတလန်းတွေကိုဆောင်ရွက်ကြိုးပမ်းနိုင်တဲ့ ကံခွင့်ရရမယ်။ဇာတာပတိနဲ့ဗုဒ္ဓုနဲ့တောက်ချာနေမွေးသူတွေကောင်းကျိုးပေးတယ်။တနင်္ဂနွေနဲ့အင်္ဂါနေ့မွေးသူတွေဒီတစ်ပတ်တွင်ကိုယ်စိတ်နောက်ရှိတိပြောင်းလှုပ်တတ်တယ်။အဖြူစိမ့်မိကိုရောင်တော့ကိုသုံးတင်္ဂါကုကနန်းတွေကို သုံးဆွဲပေးပါအဖြူရောင်ပန်းတို့ကိုဖျားကတ်လို့ခြင်းမကြာခဏပြုလိုရလဲဆုတောင်းဆုတောင်းပြေးပါမယ်ကျေးဇူးတင်ပါတယ် ကျာသာပတင်းနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ15ရက်ကနေ27ရက်တွင်မှာအထူးကောင်းတဲ့ကာလဖြစ်တဲ့အလौကြံရွေကြအောင်မြင်မယ်ဘဝတိုးတက်မယ်စူပေါင်းလုပ်ငန်းချိုးပေးမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်အခက်ခဲအားလုံးကိုကျော်လွှားပြီးတော့ဘဝရည်မှန်းချက်နဲ့လိုလားချက်တွေကိုရှေ့တိုးလို့၍ကောင်းသောခံကြမာရဲ့နှစ်သာရကိုရရှိနိုင်ပါလေအလौရှိရဆန္ဒပြည့်မြောက်ဆောင်ရွက်နိုင်ပါလေ 15ရက်နေ့မှာကောင်းသောကံကြမ္မာနဲ့တွတ်တက်မှုတွေရှိမယ်။16ရက်နေ့မှာရှင်ပြန်မှုမှတမယအောင်မြင်မယ်။18ရက်နေ့မှာစေတနာဝေဒနာဖြစ်တတ်တယ်၊ရောင်းမဝယ်မှဖြစ်တတ်တယ်။16ရက်နေ့မှာလက်ပွင့်မယ်၊ကံပွင့်မယ်၊လိုရာပြည့်စုံမယ်၊စိတ်ချမ်းသာမယ်။19ရက်နေ့မှာအလုတ်ကအစ်စ်တွေ၊အလုတ်ကန်စစ်တွေ၊ကြံစစ်တွေလုံးလုံးကျိုးရှိနေမယ်။20ရက်နေ့မှာထူးခြားတဲ့ပြောင်းလဲမှုနဲ့တွတ်တက်မှုရှိမယ်။၂၁ရက်နေ့မှာငွေကြေးကံကောင်းခြင်း ထူးခြားသောကံပွင့်ခြင်းအရာရာစင်ပြောင်ဆောင်ရွက်နိုင်သောရည်သွေးပေါ်ပေါက်ခြင်းတွေရှိမယ်။ကြာသပတိနှင့်ဗုဒ္ဓနှင့်အင်္ဂါနှင့်ဝိသုရေကောက်ကျိုးပေးတဲ့တဏ္ဍသောကြဝိသုရေဒုက္ခပေးရတဲ့သုံးခုကိုကနန်းနေကိုသုံးဆွဲပေးပါအပြာရောင်ပန်းရောင်ညီရောင်ချက်သွေးရောင်တို့ကိုဝစ်စင်သုံးဆွဲပြီး အလိုရှိရာကိစ္စလေးတွေဆောင်ရွက်နိုင်ပါတယ်ပန်းရောင်နှင်းစီပန်းလေးတွေဖျားကတ်လူပြီးတို့ရဆူတောင်းမှာဆူတောင်းပြပါမယ်ကျေးဇူးတင်ပါတယ်